် RAM နဲ့ဆိုလို့ရှိရင်သူကစာသားများများ message များများပေးလို့ရတယ်အချိန်တိုအတွင်းမှာပေါ့နော်အဲအားကြောင့်မလို့ JK RAM ကိုနဲ့တက်တာဖြစ်တယ် Do you get me we can Rhyme ဖြစ်နေတော့အခါမှာလည်းလူတွေရဲ့နှလုံးထဲမှာကြပြာတပုတ်ဖတ်ရရတယ်လို့ပဲခံစားရတယ်ပေါ့နော် special edition and your a i couldn't cut အစွမ်းလဲပြတာပေါ့နော်အဲကိုစီမှာရှိတလောက်ပေါ့ဒီ vocal ပိုင်းပြီးတော့ stamina ပေါ့အဲကျန်တဲ့အခုလာမဲ့ round ဆိုလို့ရှိရင် JK ဘာတွေချက်ပြမလဲဆိုတာတော့စောင့်ကြည့် see. No, I'm not thinking about no exes, no, they miss me. I've got the whole world spinning like it's tipsy. ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့အခု JK တို့ကအခုတအားပြောရဲပေါ့နော် top 15ပါရတာအပင်းမှုတွေတအားများလို့လည်းပါပါရယ်။ပြီးတော့ခါခု JK တို့ဒီနောက်ထပ် round ကတော့ top 5ပြင်ရင်းမယ်လို့ပြောပါရယ်။အဲ့ဒါလည်း audition round လို့ပဲထင်ပါရယ်။ဆိုတော့ခါ JK နောက်ထပ်တချင်လေးပြင်ဆင်ရတော့မယ့်အချိန်တော့ရောက်ပါပြီ။

ေဘလက်ဘင်ဆိုတဲ့ဟာကိုဒီဒါခံယူလိုက်တဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးကဘလို့လေးဒီ talent လေးကို performance လုပ်ထားတာဟုတ်ကဲ့အာအခု JK ဒီတချင်းကိုဆိုလို့ရှိရင်ဟို message ပေးချင်တာပေါ့နော် message ပေးချင်တဲ့အခါမှာဒီတွေ့ Jenny ရဲ့ rap ကတော့သူကသူ့ရဲ့ personalize ရဲ့ဟာကိုဆိုထားတယ် JK ကတော့ JK ရဲ့ ဒီ mission နဲ့ vision နဲ့ကိုက်ညီတဲ့ဟာကို JKD လုပ်ထားရပေါ့နော်အဲအကြောင်းမလို့ JKD ရာကိုစုဖြစ်သွားတာဖြစ်တယ်ပြီးတော့သူ့ရဲ့ flow လေးလည်းကြိုက်တယ်အဲပြီးတော့ခါ JKD ရဲ့ဆရာကိုလည်းအော်ဒီရာကို recommend ပေးရပေါ့နော်ပြီးရင် JKD နားထောင်ချီတော့လဲကိုကလည်းကြိုက်နေတဲ့တချင်းတပုတ်ဖြစ်နေတယ်ဆိုတော့ခါစုဖြစ်သွားတာပါဟုတ် Okay. ဟာလေးတွေဟိုရတည်ကျင်သွားလိုက်ပါတော့။ Okay. အခု JK ရဲ့ဒီစာရမှာဆိုလို့ရှိရင် um peace unity love understanding ရဲ့ကိုယ့်ရဲ့ past ကို embrace လုပ်ဖို့ရန်အတွက် JK အများကြီးပဲရေးပြထားတယ်မဟုတ်နော်အဲ့ဖြစ်တဲ့အတွက်ကြောင့် JK ရဲ့ဒီ JK ရဲ့အမြင်မှာကြတော့ဒီကဘာလုံးကချစ်ချင်းနဲ့မကင်းဘူးဆိုလို့ရှိရင်အားပြည့်စုံပြီပေါ့နော်ချစ်ချင်းကတော့လုံးဝအခြေခံဖြစ်တယ်တခြားဟာတော့ဒီတိုင်းပဲချစ်တာပါနေတဲ့၍ flow ကဒီတိုင်းပဲဖြစ်သွားမယ်လို့ချစ်ခင်ချင်း brand နဲ့ performance ကိုဘယ်လိုမျိုးတန်းပေါက်ဆက်ခဲ့ရလဲဆိုတာ idea ပေါ့ဟုတ်ကဲ့ဒီ performance နဲ့ rap ကြတော့လေဒီ JK ရဲ့ဦးမြတ် star တော့ဆိုလို့ရှိရင်လည်းတကယ်ချင်းနာမှာပေါ့နော်အဲ့မှာလည်းဆိုခဲ့တယ်လို့အခုကလည်း JK rap နဲ့ဆိုလို့ရှိရင်သူကစာသားများများ message များများပေးလို့ရတယ်အချိန်တိုအတွင်းမှာပေါ့နော်အဲ့အားကြောင့်မလို့ JK rap ကိုနဲ့တက်တာဖြစ်တယ်ပြီးတော့ခါအဲ rhyme ဖြစ်နေတော့အခါမှာလဲလူတွေရဲ့နှလုံးထဲမှာကြပြားတပုတ်ဖတ်ရရတယ်လို့ပဲခံစားရတယ်ပေါ့နော်အဲအားကြောင့်မလို့ JK ဒီ rap လေးရောအအစွမ်းလဲပြတာပေါ့နော်အကိုစီမှာရှိတလောက်ပေါ့အစွမ်း rap ပြရတယ်ပြီးတော့ JK ရဲ့ဒီ dancing ပြီးတော့အခါဒီ vocal ပိုင်းပြီးတော့ stamina ပေါ့အ channel အခုလာမဲ့ round ဆိုလို့ရှိရင် JK ဘာတွေချက်ပြမလဲဆိုတာတော့စောင့်ကြည့်ပြီးတော့ That's JK baby JK တခုခုလုတ်ပြီဆိုလို့ရှင် JK တခုဝအများနဲ့စဉ်းစားရတယ်ပေါ့နော် entertainment ဖြစ်သလားအတိတ်ပဲ meaningful message ရှိသလားဒီတခု အများနဲ့စဉ်းစားပြီးတော့လုတ်တယ်အဲတက်နိုင်လို့ရှင် JK တခုစလုံးကအများနဲ့ပေါင်းဆက်ပြီးတော့လုတ်တယ်ဥပမာအချစ်တချင်းပေါ့ကွာအချစ်တချင်းဆိုလို့ရှင်လဲ entertainment ဆိုတာဒီလူတယောက်တနေ့တာလုံးမမောနေတဲ့အချိန်မှာကိုကနားထောင်လိုက်ခြင်းအဖြစ်စိတ်ပျော်ရွှင်မှုရသွားတယ်ဒါကလည်း benefit တစ်ခုပဲလူတစ်ယောက်ရဲ့အရေးပါတဲ့ mental health ပိုင်းကိုသူက support တင်လုပ်ပေးရပါတော့เนาะအဲကြောင့်မို့ JK တင်တခုတော့အများရန်တွင်တွဲပြီးတော့စဉ်းစားပြီးတော့တချင်းကိုကိုလုတ်တဲ့ဟာချပြတဲ့ဟာကိုအများရန်စဉ်းစားပါတော့ Okay and cheers yes love themselves okay အခု JK တို့ဒီ grand sister လေးတွေဆိုလို့ရှိရင်အများကြီးပြောသွားတယ်ပေါ့နော်တို့ရဲ့ background တွေပြောသွားတယ် politics နဲ့ဆိုင်တဲ့ဟာတွေလည်းအများကြီးပြောသွားတယ်လို့တို့ရဲ့ opinion တွေကိုလည်းအများကြီးပြောရတဲ့အခါမှာ JK ဘက်ကနေပြီးတော့တချို့ကတော့ agree လုပ်တယ်တချို့ကတော့ disagree တော့ဖြစ်တယ်ပေါ့နော်ဒါမဲ့ဒါကတော့အမြင်မတူတာပေါ့နော်အ opinion တွေရှိတယ်လို့ JK ခံစားရတယ်ဒါမဲ့အကုန်လုံးက JK ရဲ့ grand sister ဒီနေ့ကခုနကပြောခဲ့တဲ့အတိုင်းပဲတအားမလျော့ကြဘူးပေါ့နော်အကုန်လုံးကပြည့်ပြည့်စုံနေ knowledge ဘိုင်းကလည်းလုံးဝပြောစရာမရှိပါဘူး Thank you so much. Three of you, Tanzania, Venezuela, and Netherlands. Congratulations. Our top three right up to now. ခုခုလို့ပြီးဆိုလို့ရှိရင်အများအားဖြင့် discussion အရင်ဝင်နေဒီတိုင်းသူတို့ပြောတိုင်းမလုပ်ဘူးပေါ့နော်အဲ ဘယ်လိုပြောမလဲလူမှုရေးကွန်ရက်ကိုအကျိုးပြုမလားတော့မဟုတ်လို့ရှိရင်အဲလူမှုကွန်ရက်အကျိုးပြုရဆိုတာကလည်းဒီ business ဘိုင်းကွန်ရက်ဘက်ကနေလည်းတွားရတယ်ပေါ့နော် economy ဘိုင်းကိုလည်းကစားရတယ်ဒါမှပဲနိုင်ငံတနိုင်ငံနဲ့တနိုင်ငံကတိုးတက်မှုချင်းကအတူတူဖြစ်မှာပေါ့နော်အဲ့လိုတော့ JK တော့ယုံကြည်ထားတယ်အဖြစ်တက်တက်ချင်တစ်ခုခုလုပ်ပြီဆိုလို့ရှိရင် discussion အမြဲဝင်ဖို့ JK ကတောင်းဆိုရဲမဝင်နိုင်အောင်ဆိုလို့ရှိရင်တော့ဒီနေ့မှာတော့နည်းနည်းလေးအခက်တတူနေပေါ့နော်ဒါမဲ့အခုကြည့်ရတာတော့ဆရာနဝက်ကလည်းသူကအဲ discussion ဝင်နိုင်တဲ့ ရခိုင်တော့အပြည့်ရှိအရာဖြစ်တဲ့အတွက်ကြောင့် JK ရတော့စိတ်ချပါတယ်ဟုတ်ဟုတ်ကဲ့အခုဒီနေ့ဆိုလို့ရှိရင် D5 ဖြစ်သွားပါပြီ JK တို့နောက်ဆက်တွဲ activity တွေလည်းအများကြီးလာအောင်မှာဖြစ်ပါတယ်အဲဖြစ်တဲ့အတွက်ကြောင့် JK လည်း update နိုင်တယ်လို့တော့ update သွားပါမယ်ရှင် Miss Grand Myanmar နေပြီးတော့ရ JK ရဲ့ JK Sophia page ကနေပြီးတော့ update တော့အများကြီးတော့တင်နေပါတယ်အဲအားလုံးပဲတရက်ပြီးတရက် JK တို့ update တင်တဲ့ဟာလေးကိုလည်းကြည့်ရှုအပ်ပေးကြပါအောင်လို့ဒီကနေ့မတောင်းဆိုချင်ပါတယ် Hello everyone I'm JK Sophia your Miss Grand Myanmar 2025